အစ္စရေးပြည်မတွေကိုအီရန်ကဆူလိုက်ပြုံလိုက်တပ်ဆင်ထားတဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဇွန်လ19ရက်2025မှာအီရန်ကပက်ထိန်ဒုံးကျည်တစ်စင်းပြုလုပ်ခဲ့ကြောင်းအစ္စရေးတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒီဒုံးကျည်မှာကြီးစံထိပ်ဖူးတွေပါပါတယ်။အဆိုပါဒုံးကျည်ကအစ္စရေးနိုင်ငံကိုပြန်မှထားပြီးဆိုရကာစီဝဲဆိုင်ယာစင်တာစီယိုအနီးမှာပြစ်လုပ်ခဲ့ခြင်းဖြစ်တယ်။တိကံမှုအတွင်းမှာလူပေါင်း240ကျော်တန်ရာရရှိခဲ့ပါတယ်။တန်ရာရရှိသူတွေထဲမှာလူနာ80နဲ့စီယိုဝန်ထမ်းတွေပါဝင်ပါတယ်။ အီရန်သုံးပြည်ရဲ့ဒုံးကျည်တစ်စင်းကအဆူလိုက်ပြုံလိုက်အမြောက်များပါတဲ့ဒုံးကျည်ဖြစ်တဲ့အတွက်ကြောင့် Israel ပြည်တွင်းစစ်ထနာချုပ်ကအဲ့ဒါကိုအတည်ပြုခဲ့ပါတယ်။ဆိုပါထိတ်ဖူးအမျိုးသားတွေကကြီးမားတဲ့ area အတွင်းမှာတင်းငယ်တဲ့ဘုံများစွာကိုလွတ်တင်ဖို့အတွက်ပြုလုပ်ထားခြင်းဖြစ်တယ်။အဲ့ဒါကြောင့်အရသာတွေတိကနိနာမှုနဲ့နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့မှဆိုးရွားပူပန်မှုတွေမြင့်တက်လာနေပါတယ်။အီရန်က Israel ကိုဒုံးကျည်တွေနဲ့ drone များနဲ့ယာဉ်နဲ့ချီပစ်ခတ်ခဲ့တဲ့အတွက် တုတ်ပြန်တဲ့အနေနဲ့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်နဲ့ပတ်သက်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်ပြမထားတဲ့ site တွေကအာရန်နဲ့နတ်တက်စီအဆောက်အဦတွေဖြစ်ပါတယ်အီရန်ကဒါလို့ပြစ်တလား ပြစ်ပတ်ထိန်ဒုံးကျည်အစ်စ်ကိုပြတ်တက်ခဲ့တယ်လို့ဒီနေ့ညဆိုပါတယ်ဒီဒုံးကျည်ကိုကာဆန်ဘာဆီယာလို့ခေါ်ပြီးကီလိုမီတာ1200กว่าဝေထိရောက်နိုင်ပါတယ်အဲ့ဒါကအီရန်က၎င်းရဲ့ဒုံးကျည်စွမ်းရည်ကိုမြစ်တင်နေကြောင်းပြတ်တက်နေပါတယ် အီရန်ကကြီးမားပြီးအမျိုးမျိုးတဲ့ဒုံးပျံတွေကိုပိုင်ဆိုင်ထားပါတယ်။၎င်းတို့မှာပက်ထိန်ဒုံးကြီး3000ကျော်ရှိပါတယ်။ဒီဒုံးကြီးတွေထဲမှာတာလို့ပြတာလာပြတဲ့တာဝဲပြအမျိုးအစားတွေပါဝင်တယ်။ဒီဒုံးပျံမားတွေထဲမှာအစင်းမြစ်လမ်းညွစနစ်တွေပါဝင်ပါတယ်။၎င်းတို့ကဆိုင်ခဲလောင်စာတွေကိုအသုံးပြုပြီးတော့ mobile platform များနဲ့လွတ်တင်ရပါတယ်။လောင်းတို့ရဲ့ထဲအချုပ်ကဆူလက်ပြုံလိုက်ခရမ်းတွေကိုတည်ဆောင်သွားနိုင်ပါတယ်ဆူလက်ပြုံလိုက်ဘိုးများပေါ်လူအခွင့်ရေးဆိုင်ရာကော်မရှင်ရတာမြင့်ထားပါတယ်အရသာတွေကိုမကြခဏ ထိခိုက်နေတာစီတဲ့အတွက်ကြောင့်တမ်းမြစ်ပြပြထားခြင်းဖြစ်တယ်။အီရန်ကအီနိုင်ငံတကာသဘောတူချက်မှာမပါဝင်ပါဘူး။အချင်းချင်းပြောမှဆိုရင်တော့အီရန်ကဆူလိုက်ပြုံလိုက်ခရမ်းတွေပါတဲ့ဒုံးကျည်ကို ပြုတ်လုခဲ့တယ်။ဒီလက်နက်တွေကိုအာနိုင်ငံတကာဥပဒေအရတမ်းမြစ်ထားတယ်။ဒုံးကျည်ကဆေးဦးနီမှာရှိတဲ့အရာတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ဒီအီရန်ရဲ့ဒုံးကျည်အစီအစဉ်ကကြီးမားတဲ့တိုးတက်မှုကိုသူတို့ပြပါရတယ်။ဒီအခါမှာဒါလက်ပြစ်ပက်ထိန်ဒုံးကျည်အစ်တွေနဲ့ပုံမှန်အစစ်မြစ်နဲ့နှီးပညာတွေပါရှိပါရတယ်။လက်တော့ပြန်ရစိန်မြင့်ဒုံးကျည်ဖြင့် စ်ခတ်မှုဟာအီရန်နဲ့အီဇရေးဂျာမားမတိပခါကိုတိုးတက်လာစေခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်ပစ်နေရာတွေကိုအီဇရေးကပုံမတိုက်ခတ်လိုက်စေပါတယ်။နိုင်ငံတကာဥပဒေနဲ့အရသာအန်ဒီယီလက်နက်တွေကိုအသုံးပြုခြင်းဟာကမ္ဘာစီးမီးတွေနဲ့ဆန့်ကျင်တဲ့အီရန်ကလည်းဒီကောင်တို့အသုံးပြုပြီးနောက်အန်ဒီယီတွေကိုဆော့ချဖို့ဒါမှမဟုတ်နောက်ကျကြိုင်းတဲ့အန်ဒီယီတွေဖယ်ရှားဖို့အတွက်ချီလန်းတွေကိုမလုံဆောင်ခဲ့ပါဘူး။ ဒီဒီမှာကျွန်တော်တို့ဒီပုံမှန်စီရင်နည်းပညာများထက်ကျော်လွန်ပြီးပုံမအဖြတ်သဘောဆောင်တဲ့နည်းလမ်းတွေကိုအသုံးပြုနေကြောင်းပြသပါရစေ။ဒီလောက်ရတွေကတော့ပြည်ပခါကိုပူဆိုးစေတဲ့အစ္စရေးကပြန်လည်တိုက်ခတ်နေပြီးအမေရိကန်ဒါမှမဟုတ်အနီးနားမှာရှိတဲ့နိုင်ငံကဲ့သို့အခြားနိုင်ငံတွေလည်းပါဝင်လာနိုင်ပါရစေ။အဲဒီကြောင့်အနာဂတ်ညီချင်ရေးကြိုးပမ်းမှုအောင်မြင်ဖို့အတွက်ပုံမခက်ခဲစေပါရစေ။